။လာမယ့်နှစ်ထဲမှာဆမတို့ဒီမြန်မာနိုင်ငံအနေနဲ့က10လပိုင်း19ရက်လောက်ကနေစမယ်ပေါ့နော်။ February လ26ရက်အတွင်းမှာတော့ဆမတို့တိုင်းပြည်ရဲ့အာတော့ကောင်းကျိုးပေါ့နော်။ကောင်းကျိုးအုပ်ချုပ်ရေးပိုင်းရောဘာရောအပြောင်းလဲလေးတွေဖြစ်လာမယ်ပေါ့နော်။နှစ်သက်မှာတော့ဘာတွေတတိထားရမလဲဆိုတော့ပေါ့နော်။ယောဂါဆန်းနေဝင်တတ်တယ်။အဲ့ဒါလေးတွေနည်းနည်းတတိထားရမယ်။အစားအသောက်တတိထားရမယ်ပေါ့နော်။ အဲ့တော့နောက်အစာအစာမှားမှုတွေအဲ့ယောဂါတွေနဲ့ပတ်သက်လို့အနာအစာတွေပေါ့နော်အဲ့ဒါတွေဖြစ်တာဒီတတိထားရမှာပေါ့ကိုယ်အတွက်ဒီဘွားရဲ့အနေနဲ့ကတော့နှင်ဟောင်းနဲ့တင့်တဲ့ဆိုရင်ဆရာမတို့ဒီလာမယ့်2025ဆယ်လပိုင်းဒီကနေပြီးတော့2026ဖေဖော်ဝါရီအတွင်းမှာဆရာမတို့ဟာတိုင်းပြည်အနေနဲ့စီးပွားရေးလေးလည်းနည်းနည်းပြန်ကောင်းလာမယ်နိုင်ငံခြားအဆက်အသွယ်ကောင်းနေလည်းပြန်ရလာမယ်ပေါ့နော် ဆရာမကြီးကတော့မြန်မာနိုင်ငံသဘာဝနက္ခတ်ပညာရှင်အဖွဲ့ကြီးရဲ့ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။နောက်ပြီးတော့မြန်မာနိုင်ငံလက်တွေ့သဘာဝနက္ခတ်သင်တန်းကျောင်းရဲ့အကြောင်းကိုဆရာမကြီးပါရကူဒေါက်တာဒေါ်ကြည်ကြည်စိန်ဖြစ်ပါတယ်။ဟိုတကြံကြမဲ့ရက်ကတော့တမီးရဲ့2025ဧပြီလ14ရက်ပေါ့နော်။မနေ့6:38မိနစ်22စက္ကန့်မှာတကြံကြပါတယ်တမီးတကြံတက်တဲ့အချိန်ကတော့ 2025 AB လ16ရက်မနေ့10ဆယ်နာရီ42မိနစ်30နဲ့30စက္ကန့်မှာတကြံတက်ပါတယ်နှစ်သိက်ကုပြောင်းသွားပြီဆိုတာကတော့ကုပြောင်းတာပေါ့နော်တကယ်တမ်းနှစ်သိက်ကတော့ဆရာမတို့ကတော့နှစ်ဆန်းတရနေ့ကတော့ AB လ18ရက်လို့ဆရာမတို့ကသတ်မှတ်ထားတာပေါ့နော်ဆရာမတို့နှစ်သိက်မှာတော့ဘာတွေတတိထားရမလဲဆိုတော့ပေါ့နော်ယောဂစမ်းနေဝင်တတ်တယ် အဲ့ဒါလေးတွေနည်းနည်းသတိထားရမယ်အစားအသောက်သတိထားရမယ်ပေါ့နော်နောက်ပြီးတော့လေဆံမတို့တွေဟိုတွေးထွက်တန်ယုံမှုဖြစ်ဖို့တွေလည်းရှိတယ်ပေါ့နော်အဲ့တော့ထိခိုက်မှုကြီးအဲ့တော့နောက်အစားအစာမှားမှုကြီးအဲ့ယောဂါတွေနဲ့ပတ်သက်လို့အနာအစာတွေပေါ့နော်အဲ့ဒါတွေဖြစ်တာဒီသတိထားရမှာပေါ့ကိုယ်အတွက်အခုကတော့ဆံမတို့ယောဂါဘိုးအနေနဲ့ကတော့တနိုင်ငံလုံးကူးဆက်နိုင်တဲ့သဘောတော့ရှိတယ်ဆံမတို့မှာလေအဲအဲ့တော့ဟိုဆံမတို့ကကာကွယ်တဲ့အနေနဲ့ အဲကိုကိုကိုပေါ့နော်အခုတန်တန်ရှင်းရှင်းနဲ့သတိထားပြီးတော့နေရမယ်နောက်ပြီးတော့ဆရာမတို့တွေကဘာလုပ်ပေးရမလဲဆိုလို့ရှိရင်ဘာသာရေးအနေနဲ့ကိုဘာသာအလိုက်ပေါ့နော်သတိထားပြီးတော့ဟိုကိုစွမ်းဆောင်နိုင်တဲ့ club လေးပေါ့နော်အဲ့ဒါလေးကိုဆရာမတို့ရွတ်ဖတ်ပြီးတော့ပူဇော်ပြီးတော့ဖះအောင်အဲ့လိုလေးတစ်နှစ်တစ်ခါပေါ့နော်အဲ့လိုလေးလုပ်ပေးရင်တော့ပိုကောင်းတယ်ပေါ့နော်ဆရာမတို့စီးပွားရေးအနေနဲ့ကတော့နှင်ဟောင်းနဲ့တင့်တဲ့ဆိုရင် ဆရာမတို့ဒီလာမဲ့2025ဆယ်လာပိုင်းဒီကနေပြီးတော့2026ဖေဖော်ဝါရီအတွင်းမှာဆရာမတို့ဟာတိုင်းပြည်အနေနဲ့စီးပွားရေးလေးလည်းနည်းနည်းပြန်ကောင်းလာမယ်နိုင်ငံခြားအဆက်အသွယ်ကောင်းနေလည်းပြန်ရလာမယ်ပေါ့နော်အဲလူမှုရေးအနေနဲ့ဆိုလို့ရှိရင်လူမှုအဖွဲ့အစည်းတွေအနေနဲ့ကတော့ဒီမေကျော်သွားရင်နည်းနည်းအခက်ခဲကြက်တဲတွေရှိမယ်ပြင်ပမှုတွေရှိမယ်နောက်လူမှုရေးဆိုင်ရာပေါ့နော် ဟိုပြဿနာဒီဖြေချင်းရမယ့်ဟာတွေရှိတယ်ပေါ့နော်။လာမယ့်နှစ်ထဲမှာဆရာတို့ဒီမြန်မာနိုင်ငံအနေနဲ့က10လပိုင်း19ရက်လောက်ကနေစမယ်ပေါ့နော်။ February လ26ရက်အတွင်းမှာတော့ဆရာတို့တိုင်းပြည်ရဲ့အာတော့ကောင်းကျိုးပေါ့နော်။ကောင်းကျိုးအုပ်ချုပ်ရေးပိုင်းရောဘာရောအပြောင်းလဲလေးတွေဖြစ်လာမယ်ပေါ့နော်။ဟိုကောင်းတဲ့ဟာလေးတော့ဖြစ်လာပါမယ်။နောက်ပြီးတော့ဆရာမတို့တဘာဝအနေနဲ့ပေါ့နော်။ ရာဒီဥဒုအနေနဲ့啊လဲဒီဆိုးဝါးမှုလေးကနည်းနည်းပြန်ကောင်းလာမယ်သဘောရှိတယ်။ကုသိုလ်ရေတရားကတော့ဆမတို့တွေဟိုတတ်နိုင်ပေါ့နော်။တနေ့ကိုတစ်ချိန်နောက်ကတော့ကို့ဘာသာကိုးွယ်တဲ့ဘာသာရေးကိစ္စလေးကတော့ဆမကတော့ဟိုလှူတန်းပြီးတော့လှုပ်ဆင်နေတယ်ပေါ့နော်။အဲ့ဒါလေးကတော့ရွတ်ဖက်ပြီးလှူတန်းလုပ်ရင်တော့ရပါတယ်သမီး။ နှစ်သိမ့်မာက နေ့နံနေဆိုးတယ်ကောင်းတယ်ဆိုတာတော့ဆရာမဟိုဒါကတော့ဆရာမတို့ကလူတွေရဲ့ကန်ဆာတာနဲ့လည်းဆိုင်တယ်ပေါ့နော်လူတွေရဲ့မွေးချိန်နဲ့တယောက်နဲ့တယောက်နဲ့မွေးချိန်တွေမတူကြတဲ့ကန်ဆာတာတွေနဲ့ဆိုင်တယ်အဲ့တော့ဟိုဆိုးဆိုးဝါးဝါးကြီးတော့နေသားသမီးအဆိုးကြီးတွေတော့မရှိပါဘူးတမီးဆရာမအနေနဲ့ကတော့ဟိုကိုကြည့်ရှုနေတဲ့ပိဉ္စက်တွေအကုန်လုံးသဘာဝဘေးဒဏ်တွေရောအကုန်ကာနိုင်အောင်နော်ကိုယ့်ရဲ့ ိုခါနာလဲကိုကာနိုင်အောင်ပေါ့နော်အဲ့တော့ကိုရဲ့ကိုဆောင်နဲ့တို့မျိုးဆောင်နဲ့နိုင်ငံဆောင်နဲ့ကလေးတွေကိုကိုလှုပ်တဲ့ကောင်းမှုပုသူလေးရနေပြီးတော့အဲတခုခုလှုပ်ပြီးတိုင်းမေတ္တာပို့အမျှဝေပေးဖို့ဆရာမကမေတ္တာရက်ခံကြပါတယ်ဒါမှလည်းကိုတိုင်းပြည်အနေနဲ့ရောကိုယ့်ရဲ့ကိုဆောင်နဲ့ကောမျိုးဆောင်နဲ့အိမ်ဆောင်နဲ့တွေပေါ့နော်အကုန်လုံးခုလိုဟိုကိုအဆောင်ချောက်ကောင်းနေဖြစ်စေမှာပေါ့နော်အဲဆရာမပြီးခဲ့တဲ့ခေါင်မှလည်းဆရာမပြောခဲ့တယ်လေ အဲဒီမက်စလာအေပေကတော့ဆရာမဒီတဘာဝဘေးဒဏ်နေကြံတမ်းမယ်လို့ပြောခဲ့တယ်ပြောခဲ့တော့အခုဆရာမတို့ကလေမုန်တိုင်းနဲ့ပတ်သက်လို့ဆရာမတို့လာလိုက်မယ်နော်အဲ့ဒါကမေကျော်သွားရင်တော့မုန်တိုင်းရောရေရောလာလိမ့်မယ်အဲ့တော့ဆရာမတို့လေကိုယ့်အချီမှာအဲရေလေးတွေဆောင်ထားတဲ့နေပေါ့နော်နောက်ပြီးတော့တဘာဝဘေးဒဏ်ကိုလေမုန်တိုင်းတိုင်းခံနိုင်အောင်လို့ကိုယ့်ရဲ့ အိမ်ပတ်ဝန်းကျင်ပေါ့နော်ကိုနေထိုင်ရာလေးကိုဟိုကြံ့ကြံ့ခိုင်လာပါလားပေါ့နော်အဲ့ဒါလေးကိုနည်းနည်းသတိထားပြီးတော့အနည်းမပြတ်ပေါ့နော်ကြည်စီခြင်းပဲပေါ့နော်အဲဆ iam ကတော့ဟိုအဓိကကတော့ဟိုကိုယ့်ရဲ့ကန်ဆာတာတွေနဲ့လည်းဆိုင်နေပေါ့နော်နောက်ဟိုတိုင်းပြည်မှာပျက်စီးတယ်ဆိုပေမဲ့လို့ကိုယ့်ရဲ့ကန်ဆာတာကောင်းနေရင်တော့ကိုမပါသွားဘူးပေါ့နော်ဒါပေမဲ့ကြိုတင်ပြီးတော့ဟိုကို့အတွက်ကာခွယ်တဲ့အနေနဲ့ကတော့အမြဲတမ်းကို့ဘာသာအလိုက် ရွတ်ဖက်ပူဆော်တဲ့ဟာလေးကတော့နေ့တိုင်းတစ်ခုခုကတော့လုတ်ပေးစေခြင်းနဲ့လို့ဆရာမမှတ်ချင်ပါတယ်ခင်ဗျ အဲနှစ်သက်မှာအခုနှစ်ခုမေပေါ့နော်အောက်တိုဘာမတိုင်ခင်လေးအထိပေါ့နော်ဆရာမတို့ကတဘာဝဘေးဒဏ်လေးတွေဒေဒဏ်မိုးဒဏ်လေးတွေရှိတဲ့အတွက်ဒီလောင်သူလေသမားတွေအနေနဲ့ဟိုလေယာဆိုင်ပြိုးရေးတို့ကောက်ပဲတိနေလို့အပြည့်စည်းတွေရှိနိုင်တယ်ပေါ့နော်အဲ့ဒါလေးတွေဆရာမတို့ကသတိထားစေခြင်းနဲ့ကြိုတင်ပြီးတော့ကာကွယ်စေခြင်းနဲ့ဒါပေမဲ့ကောက်ပဲတိနေဆိုရင်မယ်လို့တည်တည်ဝလံအနေနဲ့ကဆရာမတို့ကဒီမထစ်မှတ်တဲ့ကိုရှားမယ်ဆိုတဲ့တည်တည်ဝလံကတော့ပေါ်သွားလိမ့်မယ် เนาะไอ้อရင်ရှိနေတဲ့ဟာတွေကတော့တချို့တည်တည်ဝလံတွေကတော့ရှားပါလိမ့်မယ်ပေါ့เนาะအဲတော့ကောက်ခွဲသီးနှံကတော့ပျက်စီးတဲ့အထဲထဲမှာပါနိုင်တဲ့အတွက်တောင်ပူလေသမားတွေအနေနဲ့နည်းနည်းတည်ထားပါလို့နှစ်တယ်မှာဆရာမပြောချက်ပါတယ်